ဣဇဂျီလနာဂတိကျံအခန်းကြီး28အငယ်1မှ26တပံတာရပြာယုနုကပတ်တော်သည်ငါစီတို့ရောက်လာ၍အချင်းလူသာအရှင်တာရပြာ၏အမိန့်တော်ကို တူရူရှင်ဘရင်အားဆင့်ဆူရမည်မှာတင်သည်ကိုကိုဘုရားသခင်ကဲ့သို့ထင်မှတ်တော်လေဘုရားသခင်မဟုတ်လူသက်သက်ဖြစ်လျက်နှင့်ငါသည်ဘုရားဖြစ်၏ပင်လေအလေ၌ဘုရားပလင်ပေါ်မှာ ငါထိုင်သည်ဟုဝါချွားသောစိတ်နှင့်ဆိုသည်ဖြစ်၍သင်သည်တန်ရီလက်ထက်သာ၍ပညာရှိပါသည်တကားသင်မသိရအောင်သူတစ်ပါးဟွက်ထားနိုင်သောအရာတစုံတစ်ခုမျှမရှိကိုဉဏ်ပညာအားဖြင့်ဥစ္စာရတတ်၏ရွှေငွေကိုစည်းဘူးပြီးထူးဆန်းသောပညာနှင့်ကုံစလေများအားဖြင့်စည်းစိမ်ကြီး၍ထိုစည်းစိမ်ကြောင့်စိတ်ဝါကျွားပြီး တို့ဖြစ်၍အရှင်ထာဝရဘုရားမိန်တော်မူသီကတင်သည် ကိုကိုဘုရားသခင်ကဲ့သို့ထင်မှတ်သောကြောင့်ကြောက်မက်ဖွယ်သော တကြွန်းတနိုင်ငံသားတို့ကိုတင်ရှိရာသို့ငါပို့ဆောင်သဖြင့်သူတို့သည်တင်ဤပညာကုန်ကိုဓာနှင့်ခုတ်၍တင်ဤတင့်တဲခြင်းအတ္တရေကိုရှုံချကြလိမ့်မည်တဲ့ကိုမြေတွင်းတဲ့သို့ နှိမ်ချ၍ပင်လေအလေ၌ဆုံးရှုံးသောသူကဲ့သို့ သင့်အသက်သည်ဆုံးရှုံးရလိမ့်မည်သင့်အသက်ကိုတတ်သောသူတို့လက်တွင်သင်သည်ဖျားသခင်မဟုတ် လူတတ်တတ်ဖြစ်လျက်နှင့်ငါသည်ဖျားဖြစ်သည်ဟုသင့်အသက်ကိုတတ်သောသူတို့ရှိမှ အမှန်ပြောလိမ့်မည်လောအရေးဖျားလှီးခြင်းမခံသောလူသည်တကဲ့သို့သင်သည်တကြွတနိုင်ငံသားတို့လက်ဖြင့်တည်ရမည်ငါပြောပြီးဟု အရှင်သာရဘုရားမိန်တော်မူ၏ တပန်ဒါရပြိုင်နှုတ်ကပတ်တော်သည်ငါစီတို့ရောက်လာ၍အချင်းလူသာတူရူရှင်ဘရင်အတွက်မြည်တမ်းသောစကားကိုမွဲ့၍အရှင်ထာဝရဘုရား၏အမိန့်တော်ကိုဆင့်ဆိုရမည်မှာတင်သည်ထူးဆန်းသောတစိ့ဖြစ်၏ပညာနှင့်ပြည့်စုံ၍တင့်တယ်ခြင်းအသည်ရီလဲစုံလင်လျက်ရှိ၏အင်းအယက်ဘုရားသခင်၏ဥယျံတော်၌နေပြီးတင်၏ခေါင်းပေါ်မှကြောက်နီဥတ္တဖရာစိန်မျက်ရွယ် ကြောင်းငကတွေ့နီလာမြပဒမြအစရှိသောကြောင်းမြအမျိုးမျိုးတို့ကိုစောင်းလေ၏ ရွှေဖြင့်ပြုလုပ်သောပတ်တာပလွေတို့သည်လည်းတင်ဖွာသောနေ၌ပင်တင့်အဖို့ပြင်ဆင်လျက်ရှိကြ၏တင်သည်ဖြန့်၍လွှမ်းမိုးသောခီရုဘိန်ဖြစ်လျက်ငါအခွင့်နှင့်ဘုရားသခင်၏တန်ရှင်သောတောင်ပေါ်မှ နေရာကြ၍မိတောက်သောကြောက်တူတွင်တွာလာရ၏ဖွာသောနေမှဆ၍တင့်အပြစ်ထင်ရှားသောနေ့တိုင်းအောင်ပြုလျာရာ၌စုံလင်လျက်ရှိ၏ တို့ရာတွင် ကုံသွဲချင်းများပြသောအဖြစ်အတ္တမအမှုတို့နှင့်ပြည့်စုံ၍ပြမသောအဖြစ်ရောက်လေပြီထို့ကြောင့်စိုးရုပ်တော်သူကဲ့သို့တင့်ကိုဖျားသခင်ဤတောင်းတော်ပေါ်ကငါနှင်ထုတ်မီအိုလွှမ်းမိုးသောခေရုဘိမိတောက်သောကြောက်တို့အထက်ကတင့်ကိုငါပယ်ရှင်းမီတင်သည်ကို၌တင့်တယ်ခြင်းအတ္တရေကြောင့်ဝါကြွားသောစိတ်ရှိလျက်ဂုံထွန်းတောက်သောကြောင့်တင်းပညာသည်ဖောက်ပြန်လျက်ရှိလေပြီ ငါသည်တင့်ကိုမြေတိုင်အောင်နှိမ်ချမည်ရှင်ဘီရင်တို့သည်တင့်ကိုကြည့်ရှု၍ဝမ်းမြောက်စေခြင်းငါသူတို့ရှိမှတင့်ကိုငါချထားမည်တင့်အဖြစ်သည်များပြား၍ကုံွယ်ခြင်းအတ္တမအာဖြင့်တန်ရှင်းရာဌာနတို့ကိုညှဉ်းညူးစေသောကြောင့်တင့်ကိုမီးရှို့ဖို့တင့်အလဲ၌မီးကိုငါညှိမည်တင့်ကိုမြင်သောသူအပေါင်းတို့ရှိမှတင့်ဤပြားကိုမြေပေါ်သို့ငါချထားမည်တင့်ကိုတည်သောလူအမျိုးမျိုးတို့သည် တင်ဤအမှုကြောင့်မိန်မောတွေ့ဝေကြလိမ့်မည်။တင်သည်ကြောက်မက်ဖွယ်ဖြစ်လိမ့်မည်။နောက်တဖန်မပေါ်လာရဟုမိန်တော်မူ၏။တဖန်သာရပြိုင်နှုတ်ကပတ်တော်သည်ငါစီတို့ရောက်လာ၍အချင်းလူသာတင်သည်စီတို့မျိုးတဖန်၌မျက်နာထား၍ပရောဖက်ပြုလျက် အရှင်သာရပြိုင်အမိန်တော်ကိုဆင့်ဆိုရမည်မှာ။အိုးစီတို့မျိုးတင်တဖန်၌ငါနေ၏။ တင့်အလယ်၌ငါဘုံတကူတည်ထင်ရှားလိမ့်မည်။တင့်ကိုငါသည်အပြစ်တံပေး၍ယူသည်ချင်းကိုခံရသောအခါငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုလူများသိရကြလိမ့်မည်။တဲ့အပေါ်တို့ကာလနာဘီကို၎င်းတင်းဤလန်တို့၌ဓာဘီကို၎င်းငါစီလှုပ်၍ ပတ်လည်၌တိုက်သောဓာဖြင့်သူရဲတို့သည်တင့်အလယ်၌လေး၍တည်ကြသောအခါငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ထို့အခါဣသရေလအမျိုး၏ပတ်လည်၌နေ၍မတိမဲ့မြင်ပြုသောသူတို့တွင်စူးတက်သောစူးပင်နောက်ဆက်တက်သောညှောက်တစုံတစ်ခုမျှမကြံကျွင်းရငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသိရကြလိမ့်မည်ဟုမိန်တော်မူ၏တပန်အရှင်ထာဝရဘုရားမိန်တော်မူသည်က ဣသရီလအမျိုးသားတို့သည်ကွဲပြားလျက်နေရသောလူအမျိုးမျိုးတွေကငါခေါ်၍စုဝေးသောအခါသူတို့အားဖြင့်လူမျိုးများရှိ၌ယူသည်ချင်းကိုငါခံ၍ငါကြုံရာကုတ်အားငါအရင်ပေးသောပြည်၌သူတို့သည်နေကြလိမ့်မည်ထိုပြည်၌စိုးရိမ်စရာမရှိ အိမ်ဆောက်ခြင်းစပြည့်ဥယင်စိုက်ခြင်းအမှုကိုပြု၍နေကြလိမ့်မည် သူတို့ပတ်လည်နိုင်နေ၍မထီမဲ့မြင်ပြုသောသူအပေါင်းတို့ကိုငါသည်အပြစ်ဒဏ်စီရင်သောနောက်သူတို့သည်စိုးရိမ်စရာမရှိဘဲနေ၍ငါသည် သူတို့၏ဖျားသခင်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟုမိန်တော်မူ၏အာမင် God bless you